ပြိုင်ဖက်ပိုလန်နိုင်ငံသားကိုအနိုင်ရဖို့တေချာတယ်လို့မြမစပတ်ကြီးမွေအောင်လာအန်ဆန်ကပြောကြားလိုက်ပါတယ်ဒီသတင်းကိုတော့ကိုထက်လူကပေးပို့ထားပါတယ်ရှင် MMA ပြိုင်ပွဲဖြစ်တဲ့ One Championship ပြိုင်ပွဲကိုလာမယ့်9ရက်နေ့သုဝနမိုးလုံလေလုံအားကစားရုံမှာ၃ချိန်မြောက်ဖြစ်ကျင်းပမှာပါဒီပြိုင်ပွဲမှာနာမည်ကြီးအောင်လာအန်ဆန်ဟာပိုလန်နိုင်ငံသားမီရှယ်ပက်စတာနဲ့ထိုးတက်မှာဖြစ်ပါတယ် တေချာဘောနော်ကိုကကိုကတေတေချာလို့ပဲဒီကိုပြန်လာပြီးလာကစားဖို့ဆိုပြီးလောက်လောက်ရောနော်ကျွန်တော်အကောင့်ဆုံးပြင်ဆင်ထားတယ်ကျွန်တော်အရာကျွန်တော်ဆရာနဲ့ကျွန်တော်ရဲ့အတင်းနဲ့အကောင့်အပြင်ဆင်ထားတယ်သူအားနဲ့ချက်သူအားနဲ့သူအားအင်ရှိရဟာရအားလုံးကျွန်တော်အကောင့်ကြည့်ထားတယ်နိုင်ဖို့ဆိုပြီးတော့ကျွန်တော်တေချာပေါ့ရ train လောက်ထား MMA ပြိုင်ပွဲမှာမြမယူရလက်ဝဲကစားသမားတွေလည်းပါဝင်မှာဖြစ်ပြီးတော့တွဲဆိုင်၅ဆိုင်ထက်သွင်းရှင်ပြိုင်ဖို့စီစဉ်ထားပါတယ်။မြမယူရလက်ဝဲနဲ့ပတ်သက်လို့တော့ online အန်ဆိုင်ကနိုင်ငံတကာကိုထိုးပေါက်နိုင်ဖို့ဆိုရင် professional နည်းစနစ်တွေနဲ့အညီရှိဖို့လိုအပ်တယ်လို့ပြောပါတယ်။လက်ရှိချိန်မှာတော့မြမလက်ဝဲကစားသမားဖိုးတော်ကတော့ယူရလက်ဝဲထိုးဖို့နည်းစနစ်ပိုင်းအခက်အခဲတွေရှိတာကြောင့် MMA ဘက်ကပြောင်းကစားတယ်လို့ဆိုပါတယ်။ MMA နဲ့ဆိုလို့ရှိရင်တော့ဟိုကျွန်တော် MMA တော့ပို့ပြီးတော့ဟိုပို့ပြီးတော့ကျွန်တော်သဘောကျတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ ကျွန်တော်မှာဟိုအားသာချက်တစ်ခုအားဖြင့်ဒီ ground fight ကိုကျွန်တော်ကစားရတာကြိုက်တယ်အဲ့အတွက် MMA မှာ ground stand နှစ်ခုပေါင်းပြီးတော့ဟိုကစားလို့ရကျွန်တော် stand မှာဟိုကစားတာဟိုခတ်ခဲတယ်ဆိုရင်ကျွန်တော် ground မှာဆင်းဆော့လို့နော် ground မှာခတ်ခဲဆို stand မှာဆင်းဆော့အဲ့တော့ chance ကျွန်တော်တို့ပို့ရအဲ့အတွက်ကျွန်တော် MMA ပို့ကြိုက်တယ်ရိုးရကြတော့ဒီ stand fight တစ်မျိုးတည်းခါကြတော့ကျွန်တော်ကကစားတာနည်းနည်းနောက်ကျခါကြကျွန်တော်နဲ့ဟိုတိတ်ပြောဟိုအန်ဝင်ဖို့အချိန်နည်းနည်းယူအောင်လို့ပေါ့နော်ဟုတ် မြန်မာနိုင်ငံမှာပြုလုပ်မဲ့ MMA ပြိုင်ပွဲဖြစ်တဲ့ One Championship ပြိုင်ပွဲမှာမြန်မာလက်ဝဲကစားသမား6ဦးထိဝင်ပြိုင်ဖို့ရှိနေပါတယ်။အောင်လာအန်ဆန်ကတော့မြန်မာနိုင်ငံမှာပထမအဦးဆုံးကြိမ်လာပြိုင်တဲ့ပွဲမှာတော့အီဂျစ်ကမိုဟာမက်အလီကိုအနိုင်ရထားပါတယ်။သူထိုးသက်ခဲ့တဲ့ MMA ပြိုင်ပွဲတစ်လျှောက်မှာ18ပွဲနိုင်ပြီး9ပွဲရှုံးထားပါတယ်။ကျွန်တော်ထက်လူပါ